်းပြည်တမတစ်နေမည်ဖြစ်တဲ့မိုင်းလုံးမြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲချတိုက်ခိုက်မှုကြောင့်ခလေးငယ်တဦးအပါအဝင်ပြည်သူ၁၀ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ဟာမနစ်နေ့လယ်၁၂နာရီခွဲအချိန်မှာမန်ဟုံးကြီးရွာကို ပေါင်၂၅၀ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဘုံကြရောက်ပောက်ကွဲမှုကြောင့်ခလေးငယ်အပါဝင်ပြည်သူ၁၀ဦးသေဆုံးပြီး၃ဦးထိမှန်ဒဏ်ရာရရှိခဲ့သလိုနေအိမ်၆အိမ်လည်းဘုံစားထိမှန်ပျက်စီးခဲ့ပါတယ်။အလားတူမနစ်မနက်9နာရီခွဲဝန်းကျင်အချိန်မှာစစ်ကောင်စီတပ်အနေနဲ့နတ်ပတူမြို့နယ်ရွက်ွက်ရှိ ပုပ်ပယုံဖုန်ကြီးချောင်းကိုရည်ရွယ်ချက်ရှိရှိဂျက်ဖိုက်တာနဲ့ပေါင်900ပုံလာရောက်ကြေချာတက်ခိုက်မှုကြောင့်ပုပ်ပယုံဖုန်ကြီးချောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စီတပ်အနေနဲ့တအံပြည်အတွင်းရည်ရွယ်ချက်ရှိရှိအရက်သားပြည်သူတွေကိုဥတီပြီးလေချောင်းနဲ့ဘုံကြေချာတက်ခိုက်တာတွင်လက်နက်ကြီးနဲ့ကြေချာတက်ခိုက်တာတွင်ဒရုန်းနဲ့ကြေချာတာတွင်စက်တိုက်ပြုတ်လုနေပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းရဲ့ကာကွယ်ရေးဆိုင်ရာနီးလန့်တွေကိုလိုက်နာဆောင်ရွက်ဖို့တိုက်တွန်းအပ်ပါရရှင်ကျမမြင်မင်းသူပါ